ကျဲနာတစ်ခုမဟုတ်တစ်ခုရှာနေရမှာနေတာထိုင်တာရှိတဲ့ Simpson မိသားစုရဲ့အဆန်လာလေးအတိုင်းဒီတစ်ခေါက်မှာလဲတားကြီးဖြစ်တဲ့ဘတ်တယောက်နေချင်းညချင်း IQ 200တွေရပြီးအားလုံးကိုဘလို့ပတ်မှွေမလဲဆိုတာကိုတင်ဆက်ပေးသွားပါအောင်မယ်အားလုံးပဲမြင်လာပါခင်ဗျာတို့မြန်မာမှာပြန်လဲကြိုဆိုလိုက်ပါတယ် ဒီအပိုင်းလေးရဲ့အစမှာတော့အငယ်ဆုံးလေးဖြစ်တဲ့မက်ကီဟာ ABCD ကုပလုံးလေးတွေနဲ့ကစားနေပြီးသူ့ရဲ့ဘေးကစပွဲပေါ်မှာကျန်တဲ့ဆမ်ဆမ်မီတာစုတွေအားလုံးဟာ cross wall လို့ခေါ်တဲ့စာလုံးတွေဆက်ရတဲ့ဂိမ်းတစ်ခုကိုစုံစုံညီညီကစားနေကြပါတယ်။သူတို့ဆက်နေတဲ့စကလုံးတွေကိုကြည့်လိုက်တာနဲ့အရန်ကိုရွှေညံတော်ဆူရောက်ကြမဲ့မိသားစုဖြစ်တယ်ဆိုတာကိုလည်းခံမှန်းနိုင်ပါတယ်။ ဘလောက်တောင်ညံကောင်းလိုက်တည်းဆိုရင်ဟိုမှာတယောက်ကတော့သူ့လက်ထဲမှာအောက်ဆီဒိုက်ဆိုတဲ့စကလုံးတစ်ခုလုံးပြူးပြူးကြီးရှိနေတာတော့ဆက်ရကောင်းမှန်းမသိတဲ့အထိပါပဲလီဆာရဲ့အလှဲ့မှာတော့ ID8 လို့ခေါ်တဲ့စာလုံးနှလုံးထဲကိုဆက်လိုက်ပါတယ်အဲ့ဒီစာလုံးဟာ psychoanalysis ပညာရှင်ကြီး Sigmund Freud ပြောခဲ့တဲ့ကြော်ကြားလာတဲ့အတုံးတုံးတစ်ခုဖြစ်ပြီးလူတွေရဲ့ကြမ်းတမ်းခတ်ထန်တဲ့စိတ်၊လိင်စိတ်တွေနဲ့လျှို့ဝှက်ထားတဲ့မှတ်ဉာဏ်တွေ၊ကိန်းအောင်းနေတဲ့အပိုင်းကိုခေါ်ဆိုတာပဲဖြစ်ပါတယ်။ ထုံးစံအတိုင်းဗဟုသုတကျွယ်ဝကြတဲ့မိသားစုဆိုတော့အဲ့ဒီစကားလုံးရှိတယ်ဆိုတာမသိကြပဲဆိုဖာအောက်ခုထားတဲ့ dictionary ထဲကနေအဖြေရှာလိုက်ကြပါတယ်။ဘတ်တယောက်ကတော့သူမနဲ့ပြန်မဖြေရမယ်ညာရင်ညာဆွဲစစ်ဆေးမှုစာမေးပွဲအတွက်ဒီဂိမ်းကိုအားလုံးကစားပေးနေကြတာဖြစ်ပေမဲ့သိသိပါလာပုံတော့မရပါဘူး။အဲ့ဒါကြောင့်ပဲဘယ်ကလာမှန်းမသိတဲ့ quick jibo ဆိုတဲ့စကားလုံးကိုငနေသားလေးကကောက်ပြီးဆက်လာပါတော့တယ်။ quick jibo ရဲ့အသေးပဲကိုသူ့အဖေဟိုမာကမေးတဲ့အခါမှာတော့ ထိပ်ပြောင်နေတဲ့စောက်ပိန်းရောက်ဝင်ကြီးလို့သူ့အဖေကိုစောက်ခွက်ပြောင်ပြီးထွက်ပြေးပါတော့တယ်။လိုက်လဲလိုက်ဖက်တဲ့သားအဖာပါပဲ။နောက်တစ်နေ့ကျောင်းမှာတော့ Strawberry Dan ကစာချုပ်လေးကျောင်းသားတစ်ယောက်ဟာကျောင်းအောင်ကြီးစီသွားပြီးဘတ်တစ်ယောက်ကျောင်းနေရန်ကိုဖျက်ဆီးနေတယ်လို့အတိုင်တော်ထူလိုက်ပါတယ်။ကျောင်းအောင်ကြီးစကင်နာကသွားပြီးစစ်ဆေးတဲ့အခါမှာတော့ငါဟာလက်ပြုတ်တစ်ခုပါလို့ကျောင်းအောင်ကြီးကပြောနေတဲ့ပုံကိုနေရန်ပေါ်မှာတွေ့သွားပြီးဘတ်တစ်ယောက်လည်းလက်ပူးလက်ကျက်လက်ရဲရဲနေနဲ့လူမိသွားပါတော့တယ်။ စာချုပ်ကတော့လက်ပြစာလုံးပေါင်းမှားနေတာတော့ထောက်ပြပြီးညံကောင်းလိုက်ပါသေးတယ်။ဘတ်ကတော့ကြောင်းစင်းရင်ရုံခန်းသွားရပါတော့မယ်။အဲ့ဒီနောက်မှာတော့အတန်းထဲမှာညံရီစစ်ဆေးတဲ့စာမှုပွဲကိုဖြည့်ကြရပါတယ်။အဲ့ဒီစာမှုပွဲဟာကလေးတွေအတွက်တော့သူတို့ရဲ့ဘဝကိုအဆုံးဖြတ်ပေးမယ့်အရေးကြီးတဲ့စာမှုပွဲတစ်ခုပေါ့။ထုံးစံအတိုင်းစာချုပ်လေးဟာဘတ်ကိုသူများတွေစီကခိုးမကြည့်အောင်ဆိုပြီးပဒင်းပေါက်ကိုမျက်နှာမူရအောင်ဆီယမစီမဆေးထိုးလိုက်ပါသေးတယ်။ ရိုးရှင်းသွင်းတဲ့တင်ချပုတ်စာတပုတ်ကိုအခြားယူနီဘတ်စီအထီးခီးသွားပြီးတွက်ရအောင်ညံကောင်းလွန်းတဲ့ဘက်တယောက်သူ့ဘာသူမှဒုက္ခရောက်နေရတဲ့အထက်ဖေတရာလိုမသားလေးစာချဘိုးကောင်ရဲ့နှောက်ရှက်မှုကိုလည်းထပ်ပြီးခံရပြန်ပါသေးတယ်။သူ့ကိုတောက်တုခရီပဲတစ်ချိန်လုံးလိုက်ပေးနေတဲ့စာချဘိုးကောင်ကိုဘတ်တယောက်တော်တော်လေးစောင့်မြင်ကတ်သွားပြီးဆီယမားအလစ်မှာသူတို့နှစ်ယောက်ရဲ့အဖြေလွာကိုနမယ်လွဲပြီးတက်လိုက်ပါတော့တယ်။ကျောင်းဆင်းချိန်မှာတော့ဟိုမာနဲ့မတ်တိုဇနီးမောင်နှံဟာကျောင်းကိုရောက်လာကြပါတယ်။ ဟိုမှာတယောက်ကတော့ဒါအဖလို့ပြောစရာမလိုအောင်ကိုကျောင်းအောင်ကြီးရဲ့ပုံနဲ့ငါကလက်ပြုတ်တစ်ခုပါဆိုတဲ့အုံနေရံဘောကသူ့သားရဲ့လက်ရာကိုချီးမွမ်းထပ်ပနာပြုနေပါလေတဲ့ကျောင်းအောင်ကြီးရုံခန်းမှာတော့85ဒေါ်လာအယောတောင်းခံရပြီဘတ်တယောက်ဘလို့ကြောင်းလက်တယ်ဆိုတဲ့အကြောင်းတွေပါတရဆက်ထဲတိုင်ဖို့လုလိုက်ပေမဲ့ဘတ်လက်ရေးထက်အဖေဖြစ်သူလက်ရေးကပူဆိုးရွားနေတာတွေ့တော့ကျောင်းအောင်ကြီးလည်းစွန့်အသွားရပြန်ပါတယ်အဲ့နောက်မှာတော့စိတ်ရောက ကုပညာရှင်ရောက်လာလို့သူ့သားမယူဘူးလို့ အတင်းငင်းနေတုံးပါပဲသူသားဟာညံကြီးရှင်တယောက်ဖြစ်တယ်လို့ပြောလိုက်တာကိုနားနှစ်ဖက်နဲ့မယုံနိုင်လောက်အောင်ကြားလိုက်ရပါတော့တယ်ဟိုမှာတယောက်သူသား IQ က930ဖြစ်နေတယ်ဆိုပြီးလမ်းဖြန့်သွားပေမဲ့တော်သေးလို့သူကြည့်တာသောက်ထိုးကြီးဖြစ်နေပါတယ်ဘက်ရဲ့ IQ က236ပါတဲ့ဘက်တယောက်ကတော့ဆမ်ဘိုးဝဲမှာလိန်ထားတဲ့ကိစ္စကိုမပြောဘဲ follow လိုက်ပြီးသူ့ကိုယ်သူညံကြီးရှင်မှုအခုတက်နေတဲ့အကြောင်းကပြင်းစရာကောင်းချင်အောင်ဆောင်လိုက်ပါသေးတယ် ညံကြီးရှင်တွေပဲတက်ရတဲ့ကြောင်းကတကားမရှိဒါမရှိစိတ်တန်းကြနေလို့ရမယ်ကြောင်းမျိုးမှုဘတ်တက်ရောက်လေတိတ်ကိုတက်ချင်သွားတာပေါ့သူ့ဖေကတော့သူ့သားညံကြီးရှင်ဖြစ်တာမယုံနိုင်ဖြစ်နေတုံးမှပဲစိတ်ပညာရှင်ကထပ်ပြီးကောတာပါခံလိုက်ရပါသေးတယ်ဘတ်တယောက်ကတော့ဖူးဖူးမုတ်ခံနေရပြီးကြောင်းကိုရောက်တဲ့အခါမှာလဲအဲ့ချင်အဲ့လို့ရလှုပ်ချင်တာလှုပ်လို့ရဆိုတော့စက္ကန့်ပိုင်းလောက်အပျော်ကြီးပျော်သွားလိုက်ရပါသေးတယ်အဲ့ဒီအပျော်ကတိတ်ကြကြတော့မခံလိုက်ပါဘူး စကားကိုစောက်ဆန်းကြီးပြောတတ်တဲ့သူနဲ့ကြုံလိုက်ရကြွက်ကိုပြည်တင်တာဖြစ်အောင်လုပ်တဲ့သူနဲ့စုံလိုက်ရနဲ့ဗတ်တရောက်အတန်းထဲမှာဦးလေလေလေးဖြစ်နေခဲ့ပါတယ်အတန်းထဲမှာလည်းသူနားမလဲတဲ့အကြောင်းတွေပဲပြောနေပြီးညံကြီးရှင်အတန်းဖော်တွေနောက်ပြောင်တာကိုလည်းဇက်တိုက်ကိုခံနေရပါတယ်အိမ်မှာတော့သူ့အဖေကမကြုံစဖူးဂယူးဆိုင်နေပြီးသူ့အမေကလည်းအုံနောက်အစာကျွေးဖို့ဆိုပြီးအော်ပရာရှိုးကို ခေါ်သွားပေးပါသေးတယ်အော်ပရာရှိုးကတင်ဆက်မှုတွေဟာ ဟိုပမာတို့တားအဖတွေအတွက်တော့ရဲစရာတွေကြီးဖြစ်နေပြီးယုံတွေကလူတွေကြားအောင်ပါတခွီခွီနဲ့တင်ဆက်သူတွေကိုလောင်ပြောင်ရေမောနေကြပါလေတဲ့အော်ဘရာဟာသူတို့တားအဖအတွက်တော့ပြင်းစရာကောင်းလာတာမို့ဝတ်တုံးမကြီးရဲ့ဖြောပြမှုကိုစုံးအောင်တော့မဆောင်ပဲဘာကစားဖို့အတွက်ခြိတက်သွားကြပြန်ပါတယ်နောက်တစ်နေ့အတန်းထဲမှာတော့ ညံကြီးရှင်တွေပဲနားလေတဲ့သင်ကန်းစာတွေနဲ့အတန်းမှမပြောနိုင်တော့ပဲအရင်ကြောင်းကိုပြန်သွားတဲ့အခါမှာလေသူ့တငယ်ချင်းတွေကသူ့ကိုအဖက်မလုပ်ကြတော့ပါဘူးဘတ်တယောက်သူ့အဖေကိုဝန်ခံလိုက်ချင်ပေမဲ့လေသူ့အဖေကအရင်နဲ့မတူပဲသူ့အပေါ်ကောင်းလွန်းနေတာကြောင့်ပြောမထွက်ခဲ့ပါဘူးဘတ်တယောက်သူ့ရဲ့အလိန်ညာတွေကိုပြောမထွက်ပေမဲ့ပြောပြရတော့မယ့်အချိန်ကြီးကနောက်တနည်းမနက်မှရောက်လာခဲ့ပါတယ် လက်ခံတစ်ခုလုံးကိုပေါက်ကွဲအောင်လုပ်ပြီးကျောင်းအုပ်ကြီးရုံခန်းကိုပို့ခံလိုက်ရတဲ့ဘက်တယောက်ဟာအရင်ကျောင်းကိုပြန်သွားချင်းကြောင်းပုံမှန်လူတွေဘလို့လေးလာတင်ယူရဲဆိုတာစာတန်းပြုစုချင်းကျောင်းတွေဖြီးဖြန်းပြီးအရင်ကျောင်းကိုပြန်သွားဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့အလေညာဇက်ထုတ်စာရွက်ကိုစာရွက်ထဲမှာပဲဝန်ခံဖြီထုတ်ခဲ့ပါတယ်။အိမ်ကိုလက်ခံပေါက်ကွဲပြီးတကိုယ်လုံးမှင်စာရောင်ပေါက်ခါပြန်လာတဲ့ဘက်ကိုဟိုမှာတယောက်ညဏ်ကြီးရှင်သားတော်မောင်ဆိုပြီးအားပေးစကားတွေပြောကတန်ရှင်းရေးတွေလုပ်ပေးနေတဲ့အချိန်မှာပဲဘက်က သူ့ရဲ့အလင်ညာဇက်လန်းကိုဇက်ဆောင်ခင်းပြီးမျက်ရည်ချူပြခဲ့ပါတယ်။ဘတ်တယောက်ကတော့သူတို့သားအဖအဆင်ပြေသွားတာဒီအလင်ညာတွေကြောင့်ပဲမို့ခွင့်လွတ်ပေးဖို့ဖြောင်းပြပါတယ်။ဒါပေမဲ့သဘောထားကြီးရှာတဲ့အဖေရဲ့လက်စကမသေးလာတာမို့ဖင်ပြောင်ကြီးနဲ့အိမ်ထဲပတ်ပြေးပြီးအခန်းထဲမှာပုန်းနေရပါတော့တယ်။ဟိုမှာလေသူ့သားအခန်းထဲကပြန်ထွက်လာအောင်မာယာရီသုံးပြီးလှည့်ပြားပေမဲ့ IQ 200မရှိတော့သူ့ထက်ညံကောင်းနေခဲ့တဲ့သူ့သားကိုအခန်းထဲကထွက်လာအောင်မလုပ်နိုင်ခဲ့ပါဘူး ။ဒါကြောင့်ပဲဇလန်အစကသူသားပြောခဲ့တဲ့ quick keybo ထိပ်ပြောင်တော့ပိန်မြောက်ဝင်ကြီးလို့သူသားအခန်းရှိမှာအခန်းတကားကိုတုံးတုံးထုလို့ဒေါသထွက်ရင်ဇလန်လေးလည်းတခန့်ရက်သွားရပါတယ်။ဒီနေ့ recap လေးကတော့ဒီလောက်ပါပဲ။ The Simpson series ကိုမြန်မာစာတန်းထိုးနေကြည့်ရှုမယ်ဆိုရင်တော့ Telegram မှာ Tohop မြန်မာလို့ရိုက်ရှာပြီးရှာဖွေကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းမှန်မှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်သွားဖို့မမေ့ပါနဲ့။ အခုတင်ဆက်ပေးသွားတာကတော့ကျွန်တော် Rue ဖြစ်ပါတယ်ခင်ဗျာ။